မင်္ဂလာပါရှင်စပုတ်မီဒီယာမြန်မာမှကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ25ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင် ရင်ကောင်းစီရေးတဝဲလန်းတွေလန်ကင်းထွက်လာသောစစ်ကြောင်းကိုတိုက်ခိုက်မှုဘုံမှုတူပါဝင်စစ်သား20ကျော်သေဆုံးမကောက်ကူမြို့မှာပကံမြို့သူလာသည့် စစ်တပ်စစ်ကိုစစ်ကြောင်းကိုချပြတိုက်ခိုက်မှုတကြက်ချင်း2ဦးပါဝင်စစ်သား14ဦးထဏ်မှနေသေဆုံးမန္တလေးမြင်းကျန်လမ်းမိုင်းတွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးစက်ကြီးကောက်နေသည့်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ4ဦးသေဆုံးရှိရတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ် ။ဦးစားရေးတဝဲလန်းတွင်လန်ကင်းထွက်လာသောစစ်ကြောင်းကိုတိုက်ခိုက်မှုပုံမှုတူပါဝင်စစ်သား20ကျော်သေဆုံးသွားတဲ့တဲ့တွင်ကိုတင်ဆက်ပေးကြပါရစေ။တနင်္သာရီတိုင်းတဝဲခရိုင်ရေပြူမြို့နယ်အမှတ်၈ပြည်တော်စုလန်းတွင်လန်ကင်းထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာမှာပုံမှုတူပါဝင်စစ်သား20ကျော်သေဆုံးပြီး RPG တစ်လက်ပါဝင်လက်နက်၅လက်သိမ်းဆည်းရရှိခဲ့တယ်လို့ဒူရကစစ်ကြောင်းမှတာဝန်ရှိသူတဦးထံကသိရှိရပါရစေ။မက်ရှလ24ရက်နေ့နဲ့9နိုင်ချိန်ခန့်တွင်ရေပြူမြို့နယ်မြင်းထွေရွာနယ်ကြောက်ကညာရွာအကြားရှိဦးတဝဲအမှတ်၈ပြည်တော်စုလမ်းမကြီးတခြား ောက်တဲ့လန်ကင်းထွက်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဒုရကစစ်ကြောင်းရဲ့ရဲဘော်များကကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်။ဒုတို့ဖြစ်ခဲ့တိုက်ခိုက်မှုတွင်ဘူမှုဆင်းရှိသူတူပါဝင် စစ်သား20ကျော်သေဆုံးပြီးအများပြားဒဏ်ရာရရှိက RPG 9မျိုးစားလက်နက်တလက် MA4 မျိုးစားတနက်တလက် MA3 မျိုးစားတနက်တလက် MA1 မျိုးစားတနက်နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းချုပ်သိမ်းစီရရှိခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူများပြားနဲ့ပရိုမိုတာတစ်စီးဖြင့်ပစ်ကူပေးရတယ်လို့သိရှိရပါတယ်။စစ်ဝါတိုက်ခိုက်မှုကိုတော့တိုက်ခိုက် ုင်မှုကိုတဝဲအမျိုးသားလူမျိုးရေးတက်တော် DNA လေးရဲ့ဒုရကစစ်ကြောင်းဥဆောင်မှုဖြင့်ရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။တနင်္ဂနွေတိုင်းတာပြင်စည်းများကိုရှိန်ဟုံမြင့်တူးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့စည်ရေးအထူးတတိအသိပြုသွားလာနေတိုင်းကြပါရန်တနင်္သာရီတိုင်းတွင်စစ်ကောင်စီတပ်မှအချိန်မရွေးလေကြောင်းအုံမြင့်တက်ခိုက်မှုများရှိနိုင်သောကြောင့်လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်သည့်တင်းချက်လက်များကိုလိုက်နာကြပါရန်မြစ်တိုင်းရက်ကတိုက်တွန်းထားပါရယ်။ဒေါ်လာ ရင်နဲ့စီအချိန်မြင့်တက်လာတဲ့နဲ့အများပြည်သူပဲအမှန်တရားပဲရည်တည်လို့သောစစ်ကောင်စီတပ်မစစ်သည်တို့များရဲတပ်ဖွဲ့ဝင်များအနေနဲ့ပြည်သူရင်ကွင်းကိုလုံ၍အများဆုံးပူပေါင်းပေးရန်တိုက်တွန်းဖိတ်ခေါ်ထားပါရရှင်။ ဆလဘီပခုတ်ကူမျိုးမှပခန်းမျိုးတို့လာတဲ့စစ်တပ်စစ်ကူစစ်ကြောင်းကိုကြားပြတိုက်ခိုက်မှုတွေ့ကြကြီးနှုတ်ပါဝင်စစ်သားစလီဦးထက်မနေတိစွန်းသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းပခုတ်ကူမျိုးမှပခန်းမျိုးတို့လာတဲ့စစ်ကူစစ်ကြောင်းကိုကြားပြတိုက်ခိုက်ခဲ့ရမှာတွေ့ကြကြီးနှုတ်ပါဝင်စလီဦးထက်မနေတိစွန်းခဲ့တယ်လို့စော်သားဝါရဲဆို PDF တပ်ဖွဲ့တာဝန်ခံတန်းကသိရှိရပါရစေ။မတ်လ18ရက်နေ့ညနေ3:20မိနစ်အချိန်ပခုတ်ကူမျိုးမှပခန်းမျိုးတို့တက်လာတဲ့အင်အား20ဦးကျော်ပါဂျမတ်တဆင်ထားတဲ့ရှေ့ပြေးကားတစ်စီးကိုပခုတ်ကူရေးစကြိုလက်မိုက်တနေရာတွင်ကြားပြတိုက်ခိုက်ခဲ့ရမှာကားပေါ်ပါစစ်သားစလီဦးထက် နေ့တည်ဆုံးပြီးတရားရရှိသူများလည်းရှိကြောင်းရင်းတည်ဆုံးသူများရင်းတမတရတမတကြကြီးနိုင်လင်ကလာယနှစ်သုံးကတရင်မတကြကြီးနေဝင်ကလာယနှစ်ငါကိုတရင်မတသားနှုံးနေမကွေးတိုင်းလှုပ်ရှားရဲ့တပ်ဖွဲ့မှရဲစဲဦးကျော်တို့ပါဝင်ကြောင်းသိရှိရပါတယ်တည်ဆုံးသောစစ်သားများရဲ့အလောင်းများကိုသက်ဆိုင်ရာတရင်တပ်ဖွဲ့များတန်တည်ဆောင်သားခဲ့ပြီးမကွေးတိုင်းလှုပ်ရှားရဲ့တပ်ဖွဲ့ဝင်များရဲ့ရုပ်အလောင်းများကိုနီနာရှိလီယင်ကွင်းဂိတ်စခန်းသို့တည်ဆောင်ကတကြူလိုက်ကြောင်းသိရှိရပါတယ်စူပါတက်ခိုင်မှုကိုတော့စော်တန်ဝါရဲ့ဆို PDF ဖြင့်နှမြကြောင်းစစ်စင်ရေးကဦးစီးက စော်သန်းလွတ်တဲ့တပ်ပေါင်းစုရဲဘော်များကတကယ်ခဲ့တာဖြစ်ပြီးမတော်တဆထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ကြောင်းမှုတွေလည်းတက်တာလာပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင် ဆလဘီမန္တလေးမြင်းချက်လမ်းပိုင်းတွင်လူငယ်များကုပေါ်တာဆွဲဖမ်းဆီးပြီးစစ်ကြောက်နေတဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်မှ၄ဦးသေဆုံးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းငန်းစုမြို့နယ်မန္တလေးမြင်းချက်လမ်းပိုင်းတွင်လူငယ်များကုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မစစ်ကြောက်နေတဲ့ဂျမစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်မှ၄ဦးသေဆုံးခဲ့တယ်လို့နိုင်ငံပြားကြားတပ်ဖွဲ့မှတာဝန်ရှိသူတဦးထံကသိရှိရပါတယ်။မတ်လ27ရက်နေ့နေ့နဲ့9နာရီ45မိနစ်ချိန်ခန့်တွင်ငန်းစုမြို့နယ်မြို့သားစမှုဇုံနယ်အင်းဝဘတ်အနီးတွင်တဆဲထားတဲ့ဂျမစစ်ကောင်စီတပ်သား15ဦး ဟာမန္တလေးမြင်းကျန်လမ်းပိုင်းတွင်ခီးသောလူငယ်များကိုပေါ်တာဆဲဖမ်းဆီးပြီးအတင်းအဓမ္မဆက်ကြေးကောက်ခံခြင်းများပြုလုပ်နေစဉ်တော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။ရင်တကက်မှုအတွင်ဂျမစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးတဦးမှပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက်သေဆုံးသောရင်းစစ်သားအလောင်းများကိုစစ်မှုဇုန်နှင့်ပြည်내သေဆုံးသောကြောင်းသိရှိရပါတယ်။စူပါတိုက်ခိုက်မှုကိုတော့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းကျန်နှင့်ငန်းစုမျိုးနှင့်တရင်ချတပ်ဖွဲ့၃ငန်းစုမျိုးနှင့်ဘက်ကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြည်내ဆုတ်ခါနိုင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဒီကနေ့2025ခုနှစ်မတ်လ25ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုစပုတ်ပီဒီရဲ့မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်မကတော့သတင်းတင်ဆက်သူနှောင်းဦးမွေးဖြစ်ပါတယ်ရှင်။